င်စာသူကဟိုမခံစားနိုင်ဘူးပြောတော့ကျွန်တော်တို့ကကင်စာဆိုတော့လည်းကျွန်တော်တို့ကသူ့ကိုမပြောဘူးမပြောဘူးเนาะသူပို့ပြီးတော့စိတ်တက်ကြသွားမလားပေါ့ဒါပေမဲ့နာမ तू နဲ့သူ့ကိုယ်သူတိလာတဲ့နေပါပါအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကတော့မမရင်းငါတို့ဘယ်လိုဖွင့်ပြောမလားအမနဲ့တော့အမြဲတိုင်နေပြီ မကိုခေါ်တယ်မလက်ထဲမှာသူပတ်စံအထုပ်ထုပ်ကိုမမကိုပေးလိုက်တယ်ပေးလိုက်တော့ကျွန်တော်ကလည်းသူအတန်မထွက်တော့လိုက်သွားလိုက်သွားမမနောက်ကိုဆိုတော့သူရတဲ့ပတ်စံလေးတွေလာစားလေးတွေပင်းစင်းလေးတွေအဲ့ဒီတော့မဟုတ်ပါဘူးထိနေစေကြောအိမ်ကားတယ်သူအသက်ရှင်နေသေးတယ်ဆိုရင်လည်းနောက်ပိုင်းကျွန်တော်တို့ကုပြီးတော့သူပြန်ပေးသွားအသက်မရှင်လည်းဒီဟာလေးသူဒီလေသူ့ကိုကုပါပေါ့ ကျွန်တော်တို့ရဲ့ခံစားချက်ထဲမှာဒီနေ့ထိကျွန်တော်တို့ကြာကြွေးတဲ့အချိန်ကစပြီးတော့ကျွန်တော်အဖေပေါ်အခုအဖေဆိုအဖေပင်စင်ရှိတယ်ကျွန်တော်တို့အခုဆုံးသွားတဲ့ကျွန်တော်တို့အကိုရဲ့ပင်စင်ရှိတယ်ကျွန်တော်မတောင်းသူ့အောက်သူဘာပဲလုပ်လို့ဘာပဲတုံတုံကျွန်တော်မေးလည်းမမေးဘူးကျွန်တော်လည်းခက်ခဲနေတယ်လို့မဟုတ်ဘူးလေနော်အဲ့ဒီကြားထဲမှာလည်းကျွန်တော်အိမ်ရောက်တယ်အဖေထိုင်နေတာတွေ့တွေ့တဲ့အချိန်တိုင်းလည်းကျွန်တော်မိတ် တနေ့မဟုတ်တော့ကျွန်တော်၃ရက်လာတော့၃ဆောင်ပေါ့မလာတဲ့အချိန်လေးတွေမှာသူ့အောက်ဒါလေးစားလို့ရအောင်လို့ဆိုတော့နေတိုင်းကျွန်တော်ပေးတယ်နော်အဲ့လိုမျိုးပေါ့ဟိုသူကလည်းအဲ့လိုပေးလို့ရှင်ပြအေးဒါလေးကျေးဇူးအမနေပြောမဟုတ်ပေးနေတာကိုပဲပြောနေတာလေအဲ့တော့ဟိုကိုရှာကျွေးတဲ့အချိန်ညမှာမိပါဘူးလေအဖေဒီညမသွားနဲ့ဒါမလို့လဲကျွန်တော်တလုံးမပြောချင်ဘူးဒါကြောင့်ကျွန်တော်အဖေကိုမချုပ်ထားဘူးအမေမရှိတဲ့အချိန်မှာလည်းအဖေကတအားပြောင်းလဲသွားတာအများကြီးရှိတယ်လေအဲ့ဒီအတွက်ကိုကျွန်တော်တကယ်လည်းမချုပ်တော့နောက်ဝန်ထဲဘုအကောင်းဆုံးက ူဒီမှာယောဂဖြစ်နေတဲ့အချိန်အဒီကနေမှာယောဂဖြစ်နေတဲ့အချိန်မှာကျွန်တော်နဲ့ကျွန်တော်မှအကြီးဆုံးယောသူခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်သူ့ကိုကင်စာသူ့ဟာကိုမခံစားနိုင်ဘူးပြောတော့ကျွန်တော်တို့ကကင်စာဆိုတော့လည်းကျွန်တော်တို့ကသူ့ကိုမပြောဘူး မပြောဘူးเนาะသူပို့ပြီးတော့စိတ်သက်ကြသွားမလားပေါ့ဒါမှမဟုတ်သူနဲ့သူ့ကိုယ်သူတိလာတဲ့နေပါပါအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကတော့မမရင်းငါတို့ဘယ်လိုဖွင့်ပြောမလားအမနဲ့တော့အမြဲတိုင်နေပြီဖွင့်ပြောပြီးတော့သူမခံစားနိုင်ပါဆိုလို့ဆိုပြီးတော့ကျွန်တော်ကမပြောမပြောဘဲနဲ့ဒီလိုပဲမေးပြီးတော့ကုတာပေါ့လीเนาะမေးပြီးတော့ကုတဲ့အတိုင်းနေမှာစီတော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့နေ့ကျတော့ကျွန်တော်တို့ခေါ်တယ်ကျွန်တော်တို့မောင်မနဲ့ကိုမမကိုခေါ်တယ်မလက်ထဲမှာသူပတ်စံအထုပ်ထုပ်ကိုမမကိုပေးလိုက်တယ်ပေးလိုက်တော့ကျွန်တော်ကလည်းသူအပံမထွက်တော့လိုက်သွားလိုက်သွားမမနောက်ကိုဆိုတော့သူရတဲ့ ပစံလေးတွေလာစားလေးတွေပင်စင်လေးတွေမြအားရမဟုတ်ပါဘူးသိန်း30ကျော်တိမ်တာတယ်အဲဒီသိန်း30ကျော်တက်30ကျော်ရတယ်အဲ့ဒါတကယ်လို့သူအသက်ရှင်နေသေးရင်လေသူအသက်ရှင်နေသေးတယ်ဆိုရင်လေနောက်ပိုင်းကျွန်တော်တို့ကုပြီးတော့သူပြန်ပေးသွားအသက်မရှင်လေဒီဟာလေးသူဒီလေသူကုပါပေါ့အဲဒီအထုပ်ကိုကျွန်တော်တို့မောင်မတရားကိုအပ်တယ်ဘာလို့လဲဆိုတော့အိမ်မဟို မိသားစုစာဝင်းနေရေးဘာညာပေါ့ကလေးတွေကဆိုအခုစီမံခန့်ခွဲတာကျွန်တော်ခန့်ခွဲတာကိုခန့်ခွဲတော့အမအကြီးဆုံးရတော့အိမ်တော်ခွဲဖြစ်တော့အမအကြီးဆုံးရတော့သူအကြီးဆုံးဆိုတခါလေးလာတော့ကျွန်တော်ကတော့သူ့ကိုအမြဲတမ်းကြည့်ဖြစ်တဲ့တော့ကျွန်တော်မျိုးကိုသူအပ်တယ်ရောအမ30ယူသွားအဲဘလောက်လဲဆိုတော့မသိဘူးရီပေါ့မောင်မယောက်ချင်းမှာရီကြည့်ပြီးတော့ဘလောက်ကြံခဲ့ရပေါ့အဲ့လို20ရောကြံခဲ့တာတကယ်လို့သူမသိရင်လည်းသူပြန်ပြန်ပေးပါပေါ့အဲ့လိုမျိုးပေးသွားတယ် ရန်ကုန်စင်းရုံကြီးမှာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကပထမရက်တည်းကတော့ကျွန်တော်တို့ရွှေလာမင်းမှာကျွန်တော်တို့ပြရတယ်ရွှေလာမင်းမှာပြရတယ်ဒီလေချောင်းခွင်နောက်ပိုင်းကျ तू မခန်းစားနိုင်တော့ငါ့ကိုခွဲပေးပါဆိုတော့ခွဲမယ်ဆိုအရင်တော့ तू မကွဲတင်လို့ဆိုတော့ तू တော်တော်ခန်းစားလို့ပြတယ်ကျွန်တော်တို့ရွှေလာမင်းစင်းရုံမှာကျွန်တော်တို့တက်ခွဲပြလိုက်ပါတယ်ရွှေလာမင်းစင်းရုံပြပြီးနောက်ပိုင်းကျမှကင်စာဆဲတွေကတော်တော်ဟိုပေါ့နည်းနည်းပြပြီးတော့တစ်သူ့ပုံစံကြည့်ရင်သိတယ်လေရေမြူလို့မရဘူးရေတောက်လို့မရဘူးသမင်းစားလို့မရဘူးဆိုတော့ तू ဖြည်းဖြည်းနဲ့ဟို သူတားဟိုသမင်းစားနိုင်တယ်ဖေကစားနိုင်တဲ့သူတော်မှာစံပြုံလေးတွေပဲသားစံပြုံတော်မှာအများကြီးမကုန်လို့ဆိုတော့ချိန်နဲ့တိတ်မှန်တော့ဆိုတာသိတယ်သိလို့ကျွန်တော်တို့ကလည်းရံကုန်စေးုံမှာဘာကျွန်တော်စေးုံစေးုံလေးရက်လေးရက်ပဲတက်ရတယ်အဲ့တော်တော်အိမ်မှာတော့ကျွန်တော်ဒီမှာအောက်ဆီဂျင်ဘူးတွေအဲ့ဒါကျွန်တော်အဖေစဖြစ်ပြီဆိုတော့ဆရာဝန်ကပြောတာဟိုဆေးရုံတက်ဘာအခြေအနေကဒီလိုပဲတဖြည်းဖြည်းနဲ့ဒီလိုပဲဆုပ်ယူတော့မှာစတယ်ဒါမှအောက်အသက်ရှူကြီးကြက်ကြက်လာတယ်အသက်ရှူကြီးမဝတော့ဘူးဆိုတော့အောက်ဆီဂျင်ဘူးတွေကျွန်တော်ချက်ချင်းကျွန်တော်တို့ ပရာဟိတအတင်းရအဲ့ဘာလဲရွှေထုံသားပရာဟိတအတင်းရအဲ့ကိုချစ်တီးရအဲ့ကိုချစ်တီးကိုချစ်တီးရှီရချက်ချင်းကိုချစ်တီးရတွားရင်လေးမှတွားယူလာယူစိတ်ပြီးအမအကြီးကြီးပဲနှစ်ခုညာရင်းချင်းကျွန်တော်တည်လာခဲ့ရတယ်အဲ့အဲ့လိုမျိုးပေါ့မနက်ဖြန်တကြို့ပါမှာလို့ဟုတ်မနက်ကျွန်တော်ကြည့်စုမှာပါဘာလို့ဆိုအရင်ကတော့ကျွန်တော်တို့ဆက်ဆမ်းမနေတော့ဆက်ဆမ်းမနေတော့ကတော့ကျွန်တော်တို့ကဘာလဲရေဝေးမှာတချို့ကိုကတာကီတာမှာကျွန်တော်ကရွှေ့လာကြပြီဆိုတော့ဟုတ် ကျေးဇူးပါတချို့ပါအချိန်ကတော့ကျွန်တော်12နာရီ10နာရီလို့တော့ကျွန်တော်ပြောထားတယ်အချိန်လေးကိုကျွန်တော်မိုင်းမောင်းပြန်တင်ပေးပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဘောဘက်တီပဲညှိရမှာလေးရှိသေးလို့လေ